။ပြမင်းကပ္ပချမ်းသာဆုံးလူသိလား။သိရတယ်အီလွန်မတ်ဆိုပြ။မင်းမနိုင်လေအဲ့လောက်အများကြီးရှိရ။သူနဲ့ဆင်တူရဲ့နိုင်တဲ့လုံးတော်မင်းမရှိလို့လား။ဟာရှိတော့ဗျာငါ့မှာ။မင်းအဲ့ဒါတော့ရှိပြီ။တကယ်လို့ငါရှိခဲ့ရင်ငါ review လုပ်မှလည်းအတော်ပဲ။အဲ့ review လုပ်တဲ့ video မှာမင်းအရှိကငါ့ကိုနှုတ်ဆက်ပေးရမယ်။ဟုတ်ပြီနော်။ရလေ။အေးပြီးတာပဲ။အဖွင့်အာကြည့်လိုက်အမေ။ RM029 ကို Elon Musk ဆိုတာဆိုပြီး Google မှာရှာကြည့်လိုက်တွေ့ရနော်ဝတ်လားဝတ်တယ်ဝတ်တယ်နော်ငါတွေ့လားတူးလားတူးလားယတူးလားထုတ်ပြထုတ်ပြဒီမှာတူးလား အေးတူတယ်တူတယ်နော်အေးလာတော့သွားမလား1 2 3 let's go hello အားလုံးပဲမင်္ဂလာပါ score so watch channel နဲ့ကြိုးစုပါတယ် okay ရပြီလောက်ဆိုရဒီနေ့ပေါ့နော်ကျွန်တော်နဲ့ inomaster စင်တူဖြစ်တဲ့ rm029 လေးကိုကျွန်တော် review လုပ်တော်မှာဖြစ်ပါတယ်ခင်ဗျာ inomaster ဝတ်တာတော့ titanium နဲ့ဖြစ်ပြီးမှကျွန်တော်ဝတ်တာတော့ richard me ရဲ့အခေါ် red gold နဲ့ဖြစ်ပါတယ်ခင်ဗျာအဲဒီနိုင်လေးကကျွန်တော်မမေရရကျွန်တော် vlog ဆိုက်ပြီးမှကြာသေးဘူးလွန်ခဲ့တဲ့6လ9လမှာကျွန်တော်ကိုယ်တိုင်ဟောင်ကောင်သွားပြီး richard me showroom မှာသွားစစ်ပြီးမှ အဲတေချာဝယ်ခဲ့တဲ့နိုင်လေးဖြစ်ပါတယ်အဲဒီနိုင်လေးကိုကျွန်တော်ဝတ်ပြီး6လ9လောက်တွေမှာကောင်းလားဆိုးလားနဲ့ဘလူးတွေဝယ်သင့်လဲကျွန်တော်ဘလူးခံစားရတယ်ဆိုတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးပေါ့နော်ဒီ Richard May ဟာသူ့ရဲ့ Tenno Shape ရဲ့ဒီဒီဟာလေးကနာမည်ကြီးတာဖြစ်ပါတယ်ကျွန်တော်အစကျွန်တော်လည်းကြီးမှထင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ပေါ်တင်နေတဲ့အချိန်မှာလက်ကောက်ပေါ်မှာတော်တော်လေးကိုကတ်ပြီးမှဟိုဘယ်လက်68 mm ဖြစ်ပြီ48 mm ပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ပေါ်မှာကွက်တီလေးဖြစ်တဲ့နိုင်လေးလုံးဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကကျွန်တော်အမှတော်တော်လေးကိုသဘောကျသွားပြီပေါ့နော်လက်ပေါ်မှာလည်းကွက်တီဆိုပြီးမှ ပြီးကြတော့သူ့ရဲ့ပေါ့နော်ဒီအထဲကမှန်ဆိုလဲအဲ့လိုပဲပေါ့နော် Sapphire Glass ကိုနှစ်ထပ်ထပ်ထားတာဖြစ်ပါတယ်အပေါ်မှာတစ်ထပ်ပြီးရင်အောက်ကပေါ့နော် IM029 လို့ရေးထားတဲ့ဟာမှလည်း Sapphire Glass နဲ့ပြည့်ပြီးမှမှန်နှစ်ထပ်ကိုအလယ်မှာဘေးရဟာလေးကကာဗွန်လေးနဲ့ကာထားဖြစ်ပါတယ်။ဘေးရဒီအဝါမှာကာလေးတွေရပါဘောနော်။တော်တော်လေးကိုမိုက်ပါတယ်ဒါလေးရလေသူ့ရဲ့လှုပ်ထားတဲ့ဟာလေးရပါဘောနော်။ပြီးရင်ဒီအထက်ရဟာလေးတွေရလေအကုန်က movement เนี่ยกู titanium grade 5 titanium เนี่ย3ดาวอีมา9นายโลกมาปฐมาซ้อง grade 5 titanium 3เนี่ย9นายဖြစ်ပါတယ်ခင်ဗျာဒီ9นายอ่ะဒီပေါ့เนาะဒီอ่ะရဲ့ဒီโจ้ကိုစပြောရရင်လဲပေါ့เนาะဒီโจ้ကိုကျွန်တော်အဲ့လောက်ကြီး comfortable ဖြစ်မဲ့ထင်မှာတော့ပေါ့เนาะတော်တော်မိုက်တယ်ဒီโจ้လေးอ่ะလေသူ့ရဲ့โจ้လေးကွာပြီးရင်သူက ventilation system ပေါ့เนาะသူကဒီလေပေါက်ပါတာလေးလေးတော်တော်မိုက်တယ်လက်ပေါ်မှာဝတ်တဲ့အချိန်မှာကျွန်တော် ublo ရေဆိုရေပေါ့เนาะကျွန်တော် ublo uni ကိုကျွန်တော်ဝတ်တယ်ဆိုရင်ကျွန်တော်လက်ပေါ်မှာအရင်ကြီး comfortable ဖြစ်မနေဘူးပေါ့ဒီအနောက်ကိုစပြောရရင်ပေါ့เนาะဒီအနောက်ကသူ့ရဲ့ဒီ router white gold နဲ့လောက်ထားပြီးမှာပေါ့เนาะသူက geometry တော့ variable လို့သူခေါ်တာပေါ့နော်ဘလို့လဲဆိုရင်သူ့ရဲ့ဟာမိုက်တာဘလို့လဲဆိုရင်ပေါ့နော်ကျွန်တော်တို့အခုထိုင်နေရဆိုရင်သူ့သူ့ရဲ့ winding machine system ပို့ပြီးမြန်မြန်လုပ်လုပ်ပေးတာပေါ့နော်ဒါကျွန်တော်တို့အားကစားတွေဆော့တယ် tennis တွေဆော့တယ်လက်တွေလွှဲပြီးမှတနေကုန်ဆော့ရဆိုရင်သူ့ရဲ့ဒီ winding system နဲ့နှိ auto နှိပြီးသွားဖြစ်ပါတယ်ပြီးတော့ပေါ့နော်သူ့ရဲ့အနောက်က balance ချူရပေါ့နော် free spring balance ချူပေါ့နော် အဲ့ဒါကိုကျွန်တော်အခုအတူတုံပဲရှင်းပြမယ်ပေါ့နော်ပုံမှန်နိုင်ဆိုကျိုးရင်လည်းလုပ်တော့မှာသူကတော့မဟုတ် weight down နဲ့လုပ်လို့တာဖြစ်ပြီးမှပိုချမ်းခံတယ် durable ပို့ဖြစ်ပြီးမှဟောနော်နိုင်လောကမှာဆို free spring balance wheel လုပ်နေဆိုတော်တော်ကိုလက်ရမြောက်မှာလုပ်နေတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ဒီနိုင်လေးကိုဘယ်သူလိုတွေဝင်သင့်တယ်လို့မေးပေါ့နော် unlimited budget ရှိတယ် status ပြရခြင်းနဲ့ပြီးတော့ material science နဲ့ဟောပေါ့နော်ဟိုပေါ့နော် reason fact ကိုကြိုက်တယ်ဆိုရင်နော်ဒီနိုင်လေးတော်တော်လေးကိုမိုက်တယ်ဘယ်လိုလိုတွေမဝင်သင့်ဘူးလဲလို့ပြောရင်ပေါ့နော် traditional words တွေကိုကြိုက်တယ်ပြီးရင်ပေါ့နော် ကိုပေးရတဲ့ဈေးနဲ့ရတဲ့ကွာနဲ့မတန်ဘူးလို့ခံစားပို့ပြီးမြောက်နေလို့ခံစားရတယ် status အတွက်ကိုပတ်စံအများကြီးမသုံးချင်ဘူးဆိုရင်တော့ဒီနိုင်လေးကမတန်ဘူးကျွန်တော်မေးရင်တော့ကျွန်တော်က IM ဝူးပြီးတော့မှ IM ကိုသဘောကျလာတယ်သူ့ရဲ့ဘောနော်ဘယ်လက်နဲ့ဖြစ်ဖြစ်လိုက်တဲ့ shape လေးကိုကျွန်တော်သဘောကျတယ် ပြီးရင်ပေါ့နော်ဒီနိုင်လေးကပေါ့နော်ကျွန်တော်လိုချင်တဲ့နိုင်မဟုတ်ပြီမဲ့ကျွန်တော်လိုချင်တာ IM55 Bubble Watch အလုံးလေးဒီနိုင်လေးကိုကျွန်တော် IM Experience ကို try ရင်လို့ကျွန်တော် budget မနိုင်လို့ဒီနိုင်လေးကိုအရင်ဝယ်လိုက်တယ်နောက်တစ်ချိန်ညရင်တော့ကျွန်တော် IM55 လေးနဲ့ဒီနိုင်လေးကိုကျွန်တော်ဒါလေးကိုရောင်းပြီးပြန်လေးမှဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခါကျွန်တော်ဒီလက်ကောင်းတဲ့ကောင်းလေးနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ